တဲလေးတို့ရေမနှပြအကျန်ဟင်းကလေကြက်ယိုးနဲ့ဘူးတိနဲ့ချက်ပါမယ်နော်ပုံမှန်ကကြက်ယိုးနဲ့မုံကြီးနဲ့တပွဲ900ရောက်ပေါ့နော်အဲ့လိုချက်တာဖြစ်တယ်အခုဒီနေ့မြင့်ကကြက်ယိုးနဲ့ဘူးတိလေးနဲ့ချက်စားတဲ့အခါမှာအရင်အစားကောင်းတဲ့အင်းရခလေးတွေတအားကြိုက်တယ်ဒီနေ့မနှပိုင်းနဲ့အရင်ဟင်းကကုံသွားတယ်ပေါ့နော်အင်းရခလေးတွေကုံလုံးနေဆိုတော့အဲ့တော့မြင့်ရဲ့အင်္ဂလာဝယ်စားသုံးသူလေးတွေကိုလည်းမြင့်ကအဘူးတိလေးနဲ့ဒီကြက်ယိုးလေးတွေနဲ့မြင့်ချက်ပြီးတော့900နဲ့ရောင်းကျင်တယ်ပေါ့နော်အဲ့ဒါနဲ့ဒီနေ့ကမွန်နန်းကိုဘူးတိ10လုံးတောင်မှာထားတယ်နော်အဲ့တော့မနှပြအရင်ဟင်းလေးက စိတ်ကြောကြလေးတို့နော်ပဲတိကြောကျန်းငါတိကြောနော်ဟိုဘူးတိနဲ့ကြယိုးနဲ့နော်ကျန်းငါတိကြောရဲ့ဘူးတိနဲ့ကြယိုးနဲ့ဟင်းရဲ့ပဲတိကြောရဲ့900เนาะမနေ့ပြန်ချမောင်ဟင်းတော့မပါဘူးပေါ့เนาะအဲ့ဒါလေးက900ပါမနေ့ပြန်6ယိုးသို့မဟုတ်อืมဘာလဲစိတ်ကြောချက်ပေါ့เนาะစိတ်ကြောချက်မနေ့ပြန်စိတ်ကြောချက်လည်းပါမယ်ပေါ့เนาะအဲ့ဒါလေးဒီပါပါမယ်လို့တလေးတို့เนาะ အလုံးမင်္ဂလာပါတဲလေးတို့ရေမြင့်ဒီမှာပေါ့နော်အန္နာကောင်းလင်းစီမြင့်ရောင်းနေပေါ့နော်စပင်တန်စီလေးနဲ့မြင့်ထက်ခတ်ထက်ခတ်မိတ်ဆက်ပါတယ်နော်စပင်အတွက် ကလေးကြားမှမရွေ6လစပြီးတော့တုံးဆွဲလို့ရတယ်တဲလေးတို့နော်ခေါင်းမလျှော်ခင်မှာလည်းနှက်ထားပြီးတော့မှခေါင်းလျှော်ခေါင်းလျှော်ပြီးတော့လည်းအခုလိုမျိုးတစ်ဆက်လောက်ပဲတစ်ဆက်လောက်ဆိုအများကြီးပဲသူကတဘာဝတဲ့ဟုတ်တဲ့ဘူးနဲ့လှုပ်ထားတာတဲလေးတို့နော်ပြီးတော့အနံ့ကလုံးဝအဆိုင်ပဲမရှိဘူးသုံးဘူးတဲ့သူတိုင်းလည်းအရန်ကြိုက်တယ်ဒါမြင့်ရောက်လာဆိုနှစ်နှစ်ဖြစ်သွားပြီနော်နှစ်နှစ်ကျော်သွားပြီဒီသပင်ပါတဲ့သူဆိုရင်3လမကလူခံတယ်3လပဲထားပါတော့မြင့်လို့သပင်ထူတဲ့သူဆိုရင်တော့မြင့်ကလျှော်မလျှော်ခင်မှာခေါင်းအဲ့လို အများကြီးလူးတယ်ပေါ့နော်ကြံ့ကြံ့ကိုကကိုရောင်းတာဆိုတော့ကြံ့ကြံ့လူးတာပေါ့နော်တလကျော်လောက်အသုံးခံတယ်ဒီလိုဟက်ကုတ်လိုမျိုးနည်းနည်းချင်းစီလူးမှဆိုရင်တော့အကြာကြီးအသုံးခံတယ်တဲလေးတို့တပူကို1000နဲ့900 1000 900တဲလေးတို့နော်အရန်အရန်ကိုအဆင်ပြေတယ်တဲလေးတို့နော်သပင်ပါတဲ့သူတွေလူးတဲ့သူတိုင်းခလေးမမေရီယာစာကြိုက်လို့သူတို့ခလေးလေးတွေသပင်လေးတွေထွက်လာလို့တဲ့ပြောတယ်မြင်ကကြော်ညာရတာတွေမြင်ရနေတော့ဒီအန်နာလေးကိုမြင် ဟိုပေါ့နော်အများနဲ့မကြုံညာပြီးဖြစ်ဘူးပေါ့နော်အဲ့တော့ဟင်းလေးတွေဝယ်ရင်ဈေးလေးတွေဝယ်ရင်တစ်ခါတည်းတဲလေးတွေဝယ်မယ်ဆိုရင်ဝယ်လို့ရအောင်မင်းကပြန်ပြီးတော့ဒါကြောင်ညာပေးတာပါနောက်တစ်ခုကသပင်းလေးတွေလိတ်ထားတာတို့သပင်းကောက်ထားတာသပင်းစီဆိုးထားတာပေါ့နော်အဲ့ဒီမှာသပင်းနာတာလေးတွေရှိမယ်အဲ့လိုနာတဲ့သပင်းလေးတွေဆိုရင်လည်းပြန်ပြီးတော့ကုတဲ့အနေနဲ့ပြန်ပြီးမွေးလို့ရပါတယ်ကုတဲ့အနေနဲ့သပင်းလေးတွေပြန်တန်းအောင်သပင်းနှခွားလေးပြောင်းအောင်အကျွတ်တေးပြောက်အောင်သပင်းကျွတ်တာလည်းအရန်တက်တာလည်းမင်းတို့ကြတော့မိဘုံနာမှာချက်ပြုတ်လို့ပြီးတော့သပင်းကျွတ်တာများတယ်လေနော် သပင်းကြွတာမရတယ်မရတော့မြင်ရဒီအန္တာလေးကိုအမြင်တုံးတယ်မြင့်အင်ကအိုတကြီးတွေဆိုလဲဒီရလေးကိုပဲတုံးတာအကုန်လုံးဒါပဲတုံးတယ်အရင်မင်းကလေးကအကုန်လုံးဒီအန္တာကိုကြိုက်လို့သူတို့အဲ့ဒါပဲတုံးတယ်နော်အဲဝယ်တဲ့သူလေးတွေလည်းတော်တော်များများကဒီအန္တာလေးကိုပဲအဲတုံးပြီးရင်သူတို့ပြန်ပြီး review လေးပြောပြတော့ကြားရတော့လည်းကိုယ်လည်းဝမ်းသာတယ်ပေါ့နော်တကယ်လည်းကောင်းတယ်မြင့်ဒါရောင်းတော့ဆိုနှစ်နှစ်ကျော်သွားပြီဒါတောင်ကြီးကနေထွက်တာတောင်ကြီးကနေမှာတာပေါ့နော်တဘာဝတစ်ဥတစ်ဖြူ၁၇မျိုးနဲ့သူကလေဒီမှာ ဲဟုတ်ပါဘူးဘုခုမှာပဲပါတာမေ့လို့အဲ့လိုပြောချင်တာတော်လဲတော်လဲအဲ့တော့ပြီးရင်ပါတစ်သက်နဲ့ဆက်အဲ့လိုလေးအဲ့လိုလေးဒါကရေမြင့်တိတ်မချောက်တယ်ခုနကဒါရမှုတ်တာဒါရမှုတ်တော့နည်းနည်းလေးနဲ့လေအရာရောက်တယ်တဲလေးတို့နော်အဓိကတော့ဇပင်လုံးဝ baby hair လေးတွေအများကြီးထွက်တယ် baby hair လေးရဲ့သူတို့ပြောတယ်ဇပင်လေးတွေပြောတယ် baby hair ပေါ့နော်တအားထွက်တာမြင့်ဆိုရင်ခလေးမှုတော့ဇပင်ကြီးပါသွားလေဒါအတိတ်တာ ကလေးစပင်တော်တော်လေးကိုပါသွားတော့အခုဒီအန်နာလေးကြောင့်မြင့်တော်တော်လေးကိုစပင်လေးအဆင်ပြေလာတယ်ပေါ့တဲလေးမနည်းနည်းလေးနဲ့လူရတယ်အများကြီးပဲဒီစက်လောက်နဲ့တော်တော်လေးအဲ့လိုစပင်လေးမစုံမချောက်ကလေးမှလွင်ပူကောင်းတယ်ပြင်စပင်လေးကဖော်ဖွယ်လေးဖြစ်တော့သူကအဲ့လိုအရင်ကြီးနဲ့စိတ်ကပ်မနေဘူးစပင်မစုံမချောက်ကလေးမှစီစီထဲတော့ပို့ပြီးစပင်အတွက်ဟိုကောင်းတယ်ပေါ့နော်အဲ့လိုအဲ့လိုတဲလေးတို့ကလေးလာမစပေးတာတဲလေးတို့ရေမိုးအေးနဲ့ဓမင်းစားကြပါဦးမနေ့က ။ဓာတ်ပေါက်စားလိုက်တော့ချမောင်းငပိကျက်မစားလိုက်ရတော့အချမောင်းငပိကျက်နဲ့ဒီမှာပစုံပဲလည်းပြန်ချက်ထားတယ်။ဒီလိုမိုးအေးအေးလေးနဲ့အရင်ကအဲ့ဒါတို့ဒီမှာဖျက်ရဲတိပြက်ကလေးတွေ။အင်းအရင်ကညပြ Talhazinha, eu vi. Tem mais um ali, calma já. Hum. Hum. Vem cá. Kevin. Hey, Adip, yep. Hey, Adip, yep. Come on, Adip, yep. Hey, Adip, yep. Hey, Adip, yep. Dan hiếm chịu rồi. อุ้งชี้ไมันไม่นี่หรอยนุ่ยเลยเต่าสายโบที่ si Yuli kan. Aku belum nih macam mana bisa lihat saya kamu kan. Kayaknya